ဟုတ်ပြီအဲ့ဆိုဆရာတို့အနေနဲ့စလိုက်မယ်ပေါ့နော်โอเคဆရာတို့ ਨੇ ပထမဆုံး executive branch ကတော့ဆရာတို့ပြီးသွားပြီပေါ့နော်အဲ့ဆို executive branch တောင်းလို့ဆရာတို့ဒါနည်းပြောမယ်ပေါ့နော်โอเค executive branch ဆိုတာကဘာလုပ်တဲ့အဖွဲ့လဲဆရာတို့သိပြီသားဘာလုပ်တဲ့အဖွဲ့လဲ enforcing law နဲ့ enforcing rule ပေါ့နော်အထုတ်ရေးအဖွဲ့ပေါ့နော်အထုတ်ရေးအဖွဲ့ဖြစ်တယ်အင်းအဲ့မှာဆိုလို့ရှိရင်ဘယ်လိုပါလဲဆိုလို့ရှိရင်တမရပါမယ်သူတမရပါမယ်ပြီးတော့ enforcing agency ပေါ့နော်ဒီ သူ့ agency တွေပါပဲပေါ့နော်အဲ့မှာ executive branch ကမလုပ်ရလဲဆိုရင်အမေရိကန်နိုင်ငံရဲ့နိုင်ငံသားတွေကိုဒါဥပဒေလိုက်နာအောင်သူကလုပ်ပေးရတယ်ပေါ့နော်ဒါ executive branch ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုရင် executive branch မှာဆိုလို့ရှိရင်အာခေါင်းဆောင်ကခေါင်းဆောင်ကတော့တမရပေါ့နော်တမရကတော့ခေါင်းဆောင်ဖြစ်တယ်အာဒီနိုင်ငံတိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါတမရကအကြီးဆုံးပဲလေဟုတ်တယ်မလားเนาะအဲ့ဆိုတော့အစိုးရအဖွဲ့ထဲမှာအကြီးဆုံးပေါ့เนาะယာထုအာနာအရှိဆုံးပုဂ္ဂိုလ်เนาะနိုင်ငံတိုင်းနိုင်ငံရဲ့အာနာအရှိဆုံးပုဂ္ဂိုလ်ဟာဆိုလို့ရှိရင် executive branch ဘဲမှာရှိတာပေါ့เนา အဲ့တော့အာနိုင်ငံတိုင်းရမှာဘယ်သူကအနာရှိဆုံးလဲဆိုရင်တမရကအနာရှိဆုံးပေါ့ဟုတ်တယ်မလားနော်အဲ့တော့ဒီမှာဆိုရင်အာတမရဖြစ်တဲ့ဒါအမေရိကန်မှာဆိုတော့တမရဖြစ်တဲ့ဒေါ်နယ်ထရန့်ကတော့အနာရှိဆုံးဖြစ်တယ်နော်အဲ့မှာဆိုလို့ရှိရင်ဆရာတို့ကအာတမရတယောက်အနေနဲ့အာဒါသူ့ရဲ့ကန့်သက်ချက်တွေရှိတယ်ပေါ့နော်အာကန့်သက်ချက်ကဘာလဲဆိုရင်တမရတယောက်က၄နှစ်သက်တမ်းတာဝန်ထမ်းဆောင်နေပေါ့နော်ပြီးတော့ကျတော့အာနှစ်ကြိမ်ထက်ပိုပြီးတာဝန်ထမ်းဆောင်လို့မရဘူးပြီးတော့သူ့ရဲ့တာဝန်တွေကိုတော့ Article 2မှာဟောပြထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တော့ဒီ အာဘာတွေပါမလဲဆိုတော့စစ်တပ်ကိုထိမ့်သိမ်းနဲ့အာဟာရှိမယ်ပြီးတော့ကျတော့ Supreme Court ပေါ့နော် Supreme Court မှာဒီတရားသူကြီးတွေပေါ့နော်တရားသူကြီးတွေခန့်အပ်တဲ့ဟာရှိမယ်ပြီးတော့ကျတော့အာဒီ Congress က Congress ကပေါ့နော်သူကချမှတ်ထားတဲ့ဥပဒေတွေရှိရပေါ့နော်အဲ့ဥပဒေတွေကိုသူကအာဒါအာသူ့အနေနဲ့လိုက်နာကျင့်သုံးပေးရတယ်ပေါ့နော်ပြောမယ်ဆိုတော့ Congress ကဒါဘာမှဘေးကို အဲလောက်တယ်ဆိုလို့ရှင်ကွန်ဂရက်စ်ရဲ့ဘာမဘေးအတိုင်းပေါ့နော်မြန်မာနိုင်ငံကကူညီပေးရတာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ရတယ်ပေါ့နော်အဲပြီးတော့သူ့မှာဗီဒီယိုပါဝါရှိတယ်အဲပြောပြောချင်တာကွန်ဂရက်စ်ကလုပ်တဲ့ကိစ္စတွေကိုသူကအတုံးအဲဒီဘယ်လိုပြောမလဲအမတုံးချင်တော့ဆိုတော့ဗီဒီယိုအနာတုံးပြီးတော့သူကအာဒါကန့်ကွက်လို့ရတယ်ပေါ့နော်အဲပြီးတခါတလေသူကဘာလို့ဆို State of the Union လို့ခေါ်တယ်ပေါ့နော်ကွန်ဂရက်စ်ကိုသူကအာစကားပြောရတဲ့အပိုင်းတွေပေါ့နော်မိန့်ခွန်းပြောရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်အဲအဲ့မှာဆိုဒုတိယတော့ Vice President ဗိုက်ပရက်စီဒန့်ကကြဒုသမရပေါ့နော်ဒုသမရတယောက်ဟာဆိုလို့ရှိရင်သူကအာတကယ်လို့ပေါ့နော်သမရကတခုခုဖြစ်သွားရင်တည်ဆုံသွားတာမျိုးဒါမှမဟုတ်ချက်လည်းဒီဆက်လက်အမှုမထားနိုင်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဗိုက်ပရက်စီဒန့်ကပရက်စီဒန့်နေရာမှာတာဝန်ထမ်းဆောင်တယ်သူရဲ့အဓိကလုပ်ငန်းတာဝန်တော့ဘာလဲဆိုရင်သမရရဲ့တည်ထမ်းစာရှိတယ်ပေါ့လေအဲ့တည်ထမ်းစာပေါ့ဒါအာသူကပေါ့နော်ဒီ monument note ပေါ့အခြေခံပြီးတော့သူကသူ့ရဲ့တာလုပ်ငန်းတာဝန်တွေလှုပ်ဆောင်ရတယ်ပေါ့နော်အဲ့မှာဆိုရင်သူကအာစီနေရဲ့ဥက္ကဋ္ဌဖြစ်လဲသူကအမှုထမ်းရတယ်အာတကယ်လို့ပေါ့နော်စီနေမှာမဲက ညီနေတယ်ဆိုရင်လည်းသူကဒါသူ့အနေနဲ့ပေါ့နော်ဝင်ရောက်ပြီးတော့ဒါမဲတူလဲဟာကိုဝင်ရောက်မဲပေးပြီးတော့ဒါအာဒါဆုံးဖြတ်ခွင့်ရှိတယ်ပေါ့နော်အာတမရရဲ့တမရရဲ့ဒီမတ်မတ်တန်းဆိုရှိပေါ့နော်အဲတမရမတ်တန်းပေါ့အခြေခံပြီးတော့သူကဒါအာတမရတေးတန်းစာပေါ့ကွာမတ်တန်းဆိုတယ်နော်တမရတကယ်လို့တေးသွားရင်ပေါ့နော်တမရတေးတန်းစာပေါ့အခြေခံပြီးတော့လဲသူကသူ့ရဲ့လုပ်ငန်းနေဆက်လုပ်လို့ရတယ်ပေါ့နော်တမရတယောက်အနေနဲ့ဘယ်လို qualification နေရှိရမလဲဆိုရင်အာ အနည်းဆုံး35နှစ်ရှိရမယ်ပြီးတော့အမေရိကန်နိုင်ငံမှာမွေးဖွားရမယ်ပြီးတော့အမေရိကန်နိုင်ငံနိုင်ငံသားဖြစ်ရမယ်ပြီးတော့အနည်းဆုံး14နှစ်အမေရိကန်နိုင်ငံမှာအာဒါနေဖူးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာတမနာတယောက်ဖြစ်ဖို့အတွက်လိုအပ်တယ်ဒါဟွာလေးဖြစ်တယ်ပေါ့နော်ဒီမှာဆိုတော့သူကဒါဟွာလေးဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်သူကပထမဆုံးအနေနဲ့ဒါအကျုံမွဲဆွဲပဲလို့ခေါ်တဲ့ဟာပေါ့နော်သူကအကျုံမွဲဆွဲပဲဆိုတာပါတီတွင်းရွေးကောက်ပဲပေါ့နော်ပါတီတွင်းရွေးကောက်မှနိုင်ရမယ်အ ပါတီစင်းယူကဥမာနိုင်ပြီဆိုတာနဲ့တော့ဘာလို့ရလဲဆိုရင်မဲဆွဲစည်းရုံးပွဲကြီးလုပ်တယ်အဲ့မဲဆွဲစည်းရုံးပွဲမှာသူ့ကိုမဲပေးအောင်သူကမိန့်ခွန်းတွေပြောရတယ်အဲ့နောက်မှဆိုလို့ရှိရင် National Convention ပေါ့နော် National Convention တိကျရောက်တယ်ပေါ့နော်ဒါဒီနိုင်ငံတကာနိုင်ငံတော်ဘယ်လိုပြောမလဲနိုင်ငံတော်အာဆန္နာမဲပေါ့နော်နိုင်ငံတော်ဆန္နာမဲတွေလောက်ရတယ်လောက်ရပြီးတဲ့ခါကျတော့သူကတကယ်လို့နိုင်ငံနိုင်ငံဒီ General Election မှာတော့နိုင်သွားတယ်ဆိုလို့ရှိရင်သမ္မတဖြစ်တယ်ပေါ့နော်ဒါပဲပေါ့နော်ဒါကတော့သူ့ရဲ့ဒီသမ္မတတယောက်ဖြစ်လာတဲ့ပုံစံပေါ့နော်အဲ့မှာဆိုရင်သမ္မတတည်ရင်သူ့သမ္မတသူ့သမ္မတတည်ရင် House of the ဘာလို့လဲ speak out the house speak out the house ပြီးလို့ရှိရင်အာဒီ president's name pro temp ပြီးတဲ့ခါကျရင်သူကနောက်ပိုင်းပေါ့နော်ဒီ agency တွေစတိုက်လာတယ်ပေါ့နော်အဲ agency secretary of state တို့ secretary of treasury တို့စတာတွေဆက်လာတယ်ပေါ့နော် okay အဲ့မှာဆရာတို့ကဘာကြောင့်ပြောခဲ့တယ်လဲဆိုရင်တမရရဲ့ cabinet ကြောင့်လည်းပြောခဲ့တယ် cabinet ဆိုတာဘာလုပ်တဲ့အဖွဲ့ကိုပြောချင်တာလဲကမ္ဘာကိုအကြံဉာဏ်ပေး advice အဲ president ကို advice ပေါ့နော်တမရအောင်အကြံဉာဏ်ပေးရဲ့ခွအဲဒါပေမဲ့ဒီမှာတော့တမရအောင်အကြံဉာဏ်ပေးတာဆိုမှတကယ်လက်တွေ့မှာတော့သူကဒီအာသက်ဆိုင်ရာဌာနတွေသူကစီမံခန့်ခွဲပေးရတာပေါ့နော်ဒါကတော့ president လို့ president လောက်တာဖြစ်တယ်ပေါ့နော်အဲ့မှာဆိုရင် cabinet member တယောက်ဖြစ်ဖို့အတွက်ဆိုရင်တမရခန့်ရတယ်ပြီးတော့ဘယ်သူက confirm ပေးရလဲဆိုလို့ရှိရင် senior က confirm ပေးရတယ်ဒါကသူ့ရဲ့လုပ်ငန်းတာဝန်ပေါ့နော်အဲ့မှာဆိုရင်ဒီ cabinet အဖွဲ့ဝင်တယောက် cabinet အဖွဲ့ဝင်ဒီမှာဆိုလို့ရှိရင်သူက vice president ရှိမယ် executive department ရှိမယ်ပြီးတော့ attorney general ရှိမယ်ပေါ့နော် အာဒါတွေရှိမယ်အဲ့မှာဆိုလို့ရှိရင်သူက attorney general နဲ့ secretary ဆိုပြီးတော့နှစ်မျိုးကွဲမယ် attorney general ကဒီဘယ်လိုမျိုးလဲဆိုရင်သူကဒီဘယ်လိုပြောရမလဲအာဒီတရားတရားရေးဝန်ကြီးဌာနပါเนาะတရားရေးဝန်ကြီးဌာနရဲ့ခေါင်းဆောင်ဆိုရင်တော့ attorney general လို့ခေါ်တယ်ဒါပေမဲ့ကျန်တဲ့ဟာတွေဆိုတော့ဘာလို့ခေါ်လဲဆိုရင် secretary လို့ခေါ်တယ်ပေါ့เนาะအဲ့မှာဆိုလို့ရှိရင်စိုက်ပျိုးရေးတို့ဝန်မြူရေးတို့အစုံပလုံတုံပေါ့เนาะဌာနတွေအများကြီးရှိရပေါ့เนาะအဲ့မှာဆရာတို့ဘာကြောင့်ပြောခဲ့ပြီလဲဆိုရင်စိုက်ပျိုးရေးကြောင့်ပြောခဲ့ပြီ အပြေးဆိုတာဘာလို့ရရလဲဆိုလို့ရှင် layer site ပြုံးမွေးမြူရေးပေါ့နော်အဲ့ဒါကိုသူကလုပ်ပေးရတယ်အဲဒါပြီးတော့ဒီ department of commerce ပေါ့နော်ဒီအာဘာလဲအမ်စီပွားရေးဝန်ထမ်းတာပေါ့နော်စီပွားဝန်ထမ်းတာဆိုရင်လည်းဘာလို့ရလဲဆိုရင်ပြည်သူလူထုရဲ့စီပွားရေးခွင့်ပြုတာလုပ်ပေးရတယ်ပြီးတော့ဒီသူကဒီအာ banking တွေပေါ့နော်သူသူပဲကင်တယ်ပြီးတော့စီပွားရေးသူပဲကင်တယ်ပေါ့နော်ပြီးတော့သူမှဆိုရင် census bureau လို့ခေါ်တယ်တကောင်စင်းဌာနရှိတယ်တကောင်စင်းဌာနက mapping ဲဘေးဘွဲကိုပေါ့နော်ဆယ်နှစ်တစ်ကြိမ်သူကပြင်ဆင်ပြီးတော့အာမဲဆန်နယ်တက်မှတ်တာကိုလည်းသူပဲလုပ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုကဒီဘက်မှာတော့ defense ကာကွယ်ရေးဝင်ကြီးကာကွယ်ရေးဝင်ကြီးကတော့သူကဒီ American ဝင်ကြီးဌာနတွေမှာကာကွယ်ရေးဝင်ကြီးဌာနကတော့လူအများဆုံးပေါ့နော်ဘာကြောင့်လဲဆိုတော့စစ်တပ်ကိုနော်အဲ့လိုမျိုးလူအများဆုံးဖြစ်တယ်အဲ့မှာဆိုရင် Army Navy နဲ့အာ Air Force ဆိုပြီးတော့၃ခုရှိတယ်ပေါ့နော်ဒီရေတပ်လေတပ်နဲ့အဲကြီးတပ်ပေါ့နော်၃ခုရှိတယ်အာသူက နေဗီကိုသူကကန်တက်တက်လို့လည်းခေါ်တာပေါ့နော်သူကရေတက်တခုတည်းမဟုတ်သူကအဲနေဗီထဲမှာသူကလေတက်ကောကြီးတက်ကောအကုန်ပါတယ်ပေါ့နော်နေဗီတွေကဒီသူတို့တုံးဖွဲ့ထဲမှာတော့အမြင့်ဆုံးပဲပေါ့နော်โอเคအဲ့ဆိုသူကဘာလဲဆိုရင်သူကနိုင်ဒီသူတို့အမေရိကန်နိုင်ငံရဲ့ကာကွယ်ရေးကိုသူကတာဝန်ယူပေးရတယ်ပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုက Department of Education Department of Education ကပညာရေးပေါ့နော်ပညာရေးကဘာလုပ်ရလဲဆိုရင်ဒီသူတို့အမေရိကန်နိုင်ငံသားတွေပေါ့နော်ဒီလူငယ်တွေပေါ့နော်ဒီကလေးတွေ quality education ပေါ့နော်ဒီ quality အာဘာလို့ပြောလဲအည်သွေးမြင့်ပညာရေးဖြစ်ဖို့အတွက်ပေါ့နော်သူကဒါအလုပ်ပေးရတယ်ပေါ့နော်ပြီးတော့ဒီ financial aid လို့ခေါ်တဲ့ဒီအာဘာလဲအာဘယ်လိုပြောမလဲငွေကြေးထောက်ပံ့ပေးတာမျိုးတွေပေါ့ပေါ့နော်ဒါတွေကိုလည်းသူကဘာလဲဆိုလို့ရှင်လုပ်ပေးရတယ်ပေါ့နော်ဒါကကြတော့ဘာလဲဆိုလို့ရှင် department of education လုပ်တဲ့ဟာပေါ့နော်နောက်တစ်ခါ department of energy department of energy ဆိုင်းဝင်ကြီးဌာနဆိုင်းဝင်ကြီးဌာနဘာလို့ ਆ လဲဆိုလို့ရှင်သူကဒီ အပြည့်သူပြားရဲ့လိုအပ်တဲ့ပေါ့နော်ဒီလက်ဆက်ဆွမ်းရင်တို့လေဆွမ်းရင်တို့ရေဆွမ်းရင်တို့ဒါတွေအကုန်လုံးသွားမျှဝေပေးရတယ်ပြီးတော့ဆွမ်းရင်ဆွမ်းရင်ရင်းမြစ်အသက်တွေပေါ့နော်ဥပမာနျူကလီးယားဆွမ်းရင်လိုမျိုးတွေဆိုရင်လည်းသူကဒါ research လုပ်ပြီးတော့ဒါအာဘာလုပ်ပေးရတယ်ပေါ့နော် research လုပ်ပြီးတော့အာ research လုပ်တဲ့ပေါ့နော်ဒီကုန်ကျစရိတ်ကိစ္စဘောပေါ့လေသူကပဲအထောက်ပံ့ပေးတယ်ပေါ့နော်ဒါလုပ်တာပေါ့နော်အဲ့ဒါ human server ကြတော့ဆိုတော့ကျမရဲ့ဝင်ခဏသူကကြတော့ဘာလဲဆိုလို့ရှိရင်ဒီစေဝါးတွေပေါ့နော်စေဝါးတွေမှာလိုအပ်တဲ့စေဝါးတွေဘာတွေညာတွေကိုလည်းသူကပဲဒါ အာဘာလို့ပေးတယ်ဗောနော်အဲ့မှာဆို FTC တို့ CDC တို့ဗောနော်စတာတွေရှိတယ်အဲ့မှာ FTA ကဘာလို့ရလဲဆိုလို့ရှိရင်ဒီအစားအသောက်တွေကိုဆက်ဆေးပေးရတယ်ပြီးတော့ဒီကျမရင်းနဲ့ကိုက်ညီလားမကိုက်ညီလားဆက်ဆေးပေးတယ်အဲ့မှာကိုက်ညီတယ်ဆိုရင်တော့ approve ပေးတာမျိုးတွေဗောနော်သူကလုပ်ပေးရတယ်ဗောနော်ဒါအဲ့တော့ Homeland Security Homeland Security ကျတော့ဘယ်အချိန်မှာဖြစ်တာလဲဆိုရင်တော့2000တခုနဲ့မှာသူက Osama Bin Laden ကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်တာပေါ့နော်။ဟို World Trade Center ပြိုတယ်။ World Trade Center ပြိုတဲ့အခါကျတော့အာဒီ homeland security ပေါ့နော်ဒီ homeland security ကိုဖွဲ့တယ်အဲ homeland security အဖွဲ့အရာတော့မလုပ်ရလဲဆိုလို့ရှိရင်ဒီတို့ American မှာအာဒါအာဒီဘယ်လိုပြောရမလဲဒီဖွဲ့ဖွဲ့တယ်ပေါ့ကွာအဲ့မှာဆိုလို့ရှိရင်တို့ပြည်ဝင်ခွင့်တွေတို့တင်းကျက်လိုက်တယ်ပေါ့နော်အဲ homeland security ကတင်းကျက်တယ်ပြီးတော့သူကနေဆက်မှာဆိုရင်လည်းတို့ကတို့ကစောင့်ချက်တယ်ပြီးတော့ဒီကမ်းခြေစောင့်တက်ပေါ့နော်အဲ့လည်းတို့ပဲပေါ့နော်ပြီးတော့ကျတော့ဗာလဲဆိုလို့ရှိရင်ဒီအလျှို့ဝှက်ချက်အဥပဒေတွေလည်းတို့ပဲကြိုင်နေပေါ့နော်ဒါတွေတို့လောက်တဲ့ပုံစံပေါ့နော်โอเค အာနောက်တစ်ခွက်ကြပါလဲဆိုလို့ရှိရင် housing and urban housing development တို့ကြပါလဲဆိုလို့ရှိရင်ဒီအာအိမ်အိမ်ဝင်အိမ်ယာအိမ်ယာအခြေမြေကိစ္စတွေပေါ့နော်အဲ့ဒါတွေကသူကစီမံခန့်ခွဲတယ်အာအဲ့ဒီမှာဆိုလို့ရှိရင်သူကဒီလိုမျိုးအိမ်ခြေမြေစီမံခန့်ခွဲတာမှာသူကအိမ်ဝင်အယောင်းဝယ်လုပ်တဲ့နေရာမှာခွဲခြားစံတာတွေမရှိအောင်ပေါ့နော်နောက်ပြီးတော့ဒီအမျက်ကြီးစားတွေမရှိအောင်ပြီးတော့တကယ်လို့ပေါ့နော်အာဒီစစ်မှုထမ်းဟောင်းတွေအနေနဲ့ပေါ့နော်အဲဒါမှမဟုတ်ရှင်လဲဝန်ထမ်းတွေအနေနဲ့ပေါ့နော်အိမ်ယာတွေဝယ်ခြင်းလဲဆိုလို့ရှိရင်ချင်းငွေတွေထုတ်ပေးနိုင်အောင်ပေါ့နော်သူကလုပ်ပေးတယ်ပေါ့နော်ဒါကကြတော့ urban development house နဲ့ urban development ကသွားတဲ့ပုံစံပေါ့နော် okay အာနောက်ပြီးတော့ interior interior တက်တော့ပေါ့နော်တက်တော့တော့ဆရာတို့မလုပ်ရတဲ့လူတွေလဲဆိုလို့ရှိရင်အာသူကဒီအာဒီသူတို့ရဲ့တောရင်တိရစ္ဆာန်တွေပေါ့နော်အဲ့ဒါတွေသူကကောက်ွယ်ဆောက်ရှောက်ပေးရတယ်အဲ့မှာဆိုအမေရိကန်နိုင်ငံရဲ့အာနယ်မြေ20ရာခိုင်နှုန်းကိုသူကဗာလဲဆိုလို့ရှိရင်ကောက်ွယ်ပေးရတယ်ပေါ့နော်ထင်းထင်းပေးရတယ်ဒါတက်တော့ဌာနလောက်တာအဲ့မှာဆိုလို့ရှိရင်သူကမျိုးတုံးတော့မဲ့အာ ီ species တွေပေါ့နော်ဒီမျိုးစစ်တွေရှိရင်အဲ့အရာတွေကိုလည်းသူကအကွယ်ပေးရတယ်ပေါ့နော်ပြီးတော့ဒီမှာဆိုရင်အာငားလုပ်ငန်းပေါ့ပြီးတော့ကျတော့ဒီဝန်ဆောင်မှုလုပ်ငန်းတွေပေါ့နော်ပြီးတော့ Indian Indian ဌာနတွေပေါ့နော်အဲ့အရာတွေကိုလည်းသူကပဲစီမံခန့်ခွဲပေးမှာဒါတော့ဆရာတို့ဒီအာအရင်အရင်ဘက်ကပြီးသွားတဲ့ဟာပေါ့နော်ဟုတ်တယ်နော် Okay အဲ့ဆရာတို့နည်းနည်းပဲဆက်သွားမလဲဆိုရင်အာဒီ Department of Justice ကနေဆက်ပြီးတော့သွားမယ်ပေါ့နော်ဟုတ်တယ်နော်မကောမမိကြသေးလား Es más, goma a mitad de la. De uno, de Chiahuatlama, ¿no? Um, science, social, social, so, assignment 2 PTA, no? Okay, assignment 3 PLM, no? Okay, That's no? okay, it. Assignment 3 Precision. Okay, assignment 3, but not this assignment 3 PLM, but not okay, hobby. a s s o d o o t o b i o l i m b o i m e n o Okay. Some do you want? ကဲအဲ့ဆိုတော့ဆရာတို့ကဒါကတော့ assignment ပေါ့နော်โอเคအဲ့ဆိုဆရာတို့ဒီဟာပြီးမယ်ဒီဟာပြီးပြီးတော့ဒီ justice ဒီဘာလို့ဒီ judicial branch ကိုသွားမယ် judicial branch နဲ့ဒီပြီးပြီးခဲ့တယ်ပေါ့နော်ဒီပြီးသွားတယ် president ပေါ့နော်ဒီတမနာအကြောင်းနဲ့ပေါ့နော်ဒီ executive branch နှစ်ခုပေါင်းပြီးတော့ဒီ assignment 3လုပ်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုဒီဟာပြီးရင်တော့ဖြေပေးရမယ်ပေါ့နော်โอเคအဲ့ဆိုဆရာတို့ဒီမှာဆက်သွားလိုက်မယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် department of justice department of justice လည်းပြီးထင်တယ်ဟဲ့လား ကျတော့ဒီအကုန်လုံးပြီးခဲ့လားဒါအကုန်လုံးပြီးသွားလားမပြီးဘူးလားမပြီးဘူးမလားနေဒုက္ခပဲကျတော့ပြီးဘူးဆရာဒီဘက်မှာ just stick ကနေဆမှာနေနော်ဆရာတော့ဒီကနေဆမှာထင်တာပဲ Okay ဒီဘက်မှာ just stick ကိုကြည့်ရအောင်ပေါ့နော်ဒီဘက်မှာ just stick ဆိုတာကလည်း largest law office in the world ပေါ့နော်သူတို့ဒီအာအမေရိကန်နိုင်ငံမှာကတော့အကြီးမားဆုံးဥပဒေရုံးဖြစ်တယ်ပေါ့နော်ဒီဒီဘက်မှာ just stick ကတော့ so it is responsible for enforcing the law and for protecting the interests of US citizens. No? American nine and uh the long chong yu to a kakwa yi to a tawan shi no kind of sim. Okay. အဲ့လိုတာဝန်ရှိရပေါ့နော်အဲ့မှာ eight fox to ensure public safety သူကကျတော့လူထုရဲ့လုံခြုံရေးအတွက်ကိုလည်းသူကတေချာအောင်လုပ်ပေးရတယ် control crime အာဒီရာဇဝတ်မှုတွေလည်းသူကထိန်းချုပ်ပေးရတယ် and seek justice for individuals who are guilty for committing crimes ပေါ့နော်ပြီးတော့သူကဒီအာဥဒီရာဇဝတ်မှုကျူးလွန်တဲ့လူတွေရှိရပေါ့နော်အဲ့ဒီလူတွေအတွက်သူကလည်းဘာလုပ်ပေးရလဲဆိုလို့ရှိရင်တရားမျှတမှုကိုလည်း샤ခွေပေးရတယ်ဒါက department of justice ကသွားတဲ့ပုံပဲပေါ့နော် ဥပဒေပြုရေးဖွဲ့သွားတဲ့ပုံမျိုး it includes a total of 40 organization အဲ့ဒီမှာဆိုရင်ဒီအဲ့ဒီဒီ justice ဒီ department မှာဆိုလို့ရှိရင်သူကဌာနပေါင်း40ရှိတယ်ပေါ့နော်ဌာနပေါင်း40ရှိတယ်အ including federal bureau of investigation အဲ့ဒီမှာဆိုလို့ရှိရင်ဒါ federal bureau of investigation FBI လို့ခေါ်တယ်ပေါ့နော် FBI ကတော့နာမည်အကြီးဆုံးပေါ့နော်သူတို့နိုင်ငံ ဘာကြောင့်မလဲဆိုတော့ဒီခက်ခဲရှုပ်ထွေးတဲ့အမှုတွေဆိုလို့ဆိုရင်တို့တို့ဒီ FBI လာပဲဆိုဒါဆက်ဆေးပေးတာပေါ့နော်ဒီပုံမှန်ဆိုတော့ဒါ local police ပေါ့နော်ဒီရဲကဆက်ဆေးတယ်ဒါပေမဲ့ local police ကဖြည့်ရှင်းလို့မရတဲ့နောက်ဆိုဘယ်ကိုပို့လဲဆို FBI ကိုပို့တယ်ပေါ့နော်အမှ FBI ကဆက်ဆေးတယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုတော့ဘာဆိုတာရှိလဲဆိုရင် CIA ဆိုတာရှိရမြန်မာနိုင်ငံမှာအော် sorry မြန်မာနိုင်ငံမှာဆိုတော့ CID ဆိုတာရှိရမြန်မာနိုင်ငံမှာတော့လေဒါပေမဲ့မြန်မာနိုင်ငံရဲ့ CID ကတော့အာဘယ်လိုပြောမလဲမတွေ့မိဘူးပေါ့နော်အဲ့လိုမျိုးအမှုတွေစုံစမ်းတာပေါ့နော်ဟုတ်တယ်မလား တို့အမေရိကန်မှာဆိုတော့ FBI ကဟိုကိစ္စလည်းပါဒီကိစ္စလည်းပါပါလေးရလေဟုတ်တယ်မလားဇက်ကန်ချိန်မှာဆိုတော့တခုခုဆို FBI ကလာပြီလေဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော်မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးဒီ Justice Department ကထုတ်ထားတဲ့စုံထောက်အဖွဲ့ CID CID ဆိုတာရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့စုံထောက် CID ကတော့အာလာလာပဲနေထိုင်စားနေရတော့မသိဘူးပေါ့နော်ဆရာလည်းမသိဘူးပေါ့နော်အာရှိတာတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးဒါဒါတကယ်လို့ပေါ့နော်မြန်မာနိုင်ငံမှာ အာဒီသူကခွာတော့ရှိတယ်ဗောနော်ဒီဘယ်လိုပြောမလဲဇကားတွေဘာလို့ရိုက်ကြလဲ CID ဘာကောင်းတော့ဘာလို့ဇကားတွေရိုက်တယ်ဒါပေမဲ့အဲ့ CID ကအလုပ်တာကဟိုအင်္ဂလိပ်ခေတုန်းကအလုပ်တာပဲတွေ့ခုလာဗောနော်အခုနောက်ပိုင်းဒီအာဒီဆက်အစိုးရလက်ထက်မှာကောဗောနော်ဒီမိုကရေစီအစိုးရလက်ထက်မှာရောဆရာတို့အလုပ်တာမျိုးမတွေ့မိဘူးဗောနော်ပြီးတော့သူတို့ရဲ့အခန့်ကဏ္ဍကလည်းဒါမိမိပြတ်ကွယ်သွားတာဗောနော်တချို့သောအမှုတွေဟာဆိုလို့ရှိရင်ဒါ CID ကထုတ်ဖော်တွေ့ရှိမိမယ်လေပေါ်ထုတ်လို့မရတာကြောင့်မလို့ဒါ လူပြောထော်ထော်လို့မရရာနေဒီ CID ကသူ့ရဲ့အခက်ခံတာမှိမ့်မိသွားလဲဖြစ်နိုင်တယ်ဗောနော်တချို့သောလူတက်မှုတွေပါလဲဆို CID ကပေါ်ထွက်နိုင်တယ်ကွာဒါပေမဲ့ထော်ထော်လို့မရဘူးဘာကြောင့်မလဲဆိုတော့အကောင့်ကြီးကြီးအမိရှိရှိနေတက်ဆိုင်တဲ့အမှုတွေကြောင့်မလို့လေပလမျိုးရှိရလေနော်အဲဆိုတော့အာ CID ရဲ့အခက်ခံတာမှိမ့်မိမ့်မိသွားတာဗောနော်ဒါပေမဲ့တို့စီမှာကတော့ဒီ CID မြန်မာနိုင်ငံ CID နဲ့ဆင်တူတဲ့ FBI ဆိုတာရှိတယ်ဒါပေမဲ့ FBI ကတော့အမှုတွေပါလဲဆိုရင်သူကအမြဲတမ်းစီရင်ဆုံးဖြတ်နေတော့မယ်ဗောနော်အဲမှာ The Federal Bureau of Prison ဒီမှာအချင်းဦးစီးဌာနဆိုတာရှိတယ် and drugs and enforcement drug enforcement administration dea ပြီးတော့ဒီစေဝါအာစေဝါပေါ့နော်စေဝါ enforcement drug enforcement လို့ခေါ်တဲ့စေဝါဒီ brief city ဘာထိန်းသိမ်းရတဲ့ဒါဌာနပေါ့နော်အဲ့ဒီဌာနလည်းရှိတယ်ပေါ့နော် dea ဌာနလည်းရှိတယ်ပေါ့နော်အဲ့မှာ department of labor department of labor ဆိုတာကဒီအာအလုပ်သမားဝန်ကြီးဌာနပေါ့နော်အလုပ်သမားဝန်ကြီးဌာနကတော့ enforce labor law in the united states ဒီအမေရိကန်နိုင်ငံရဲ့အလုပ်သမားရေးရတဲ့သူကအာအလုပ်သမားဥပဒေလိုသူကအာ ဒါတက်မှတ်တယ်ဗောနော်အဲ့မှာဆိုရင် protect the safety and rights of worker ပြီးတော့အလုပ်သမားတွေရဲ့လုံခြုံမှုတွေပြီးတော့အခွင့်အရေးတွေဗောနော်ဒါတွေကိုသူကတက်မှတ်ပေးတယ်တဲ့ the progress of this department deal with job training အဒီမှာဆိုလို့ရှိရင်ဒီအခွင့်အမာသူက job training လို့ခေါ်တယ်ဒီအာဘာအလုပ်အကိုင်း training ဗောနော်အလုပ်အကိုင်း training ဆိုတာကဒီ job training ပြီးလို့ရှိရင်တော့သူပို့ပြီးတော့မြန်မာနဲ့လစာတွေကြားတာမျိုးတွေဗောနော် ပြောမယ်ဆိုဒီ professional worker ဗောနော်ဒီကျွမ်းကျင်လုပ်သားမျိုးတွေဖြစ်လာတာဗောကွာဒီ job training ပြီးရင်တော့ဗောနော်အဲ့လိုမျိုးဗောနော် ါ job training တွေလုပ်ရတယ်ပြီးခါကျတော့ minimum wage လဲပဲပြီးတော့အနေဆုံးလောက်ခရစားတတ်မှတ်တယ်ဗျာမြန်မာနိုင်ငံဆိုတော့အနေအနေဆုံးလောက်ခရစားဘယ်လောက်လောက်တတ်မှတ်ထားလဲမမသိကြသေးလား38000 yeah. 38000 sorry now myn minimum wage ပါเนาะအမြန်မာနိုင်ငံရဲ့ minimum wage ကတော့အတရက်ကို 4800ပေါ့နော်အဲ့လိုတက်မှတ်ထားရတယ်ပေါ့နော်အာ2018တုန်းကပေါ့နော်ဒီမိုကရေစီဆိုရလက်ထက်တုန်းကပေါ့နော်အဲ့ခေတုန်းကဒီမိုကရေစီဆိုရလက်ထက်က2018တုန်းကဆိုတော့အဲ့ခေတုန်းကတော့ဒီအာ2018တုန်းကဒေါ်လာဈေးပေါ့နော်အာအဲ2018တုန်းကဒေါ်လာဈေးကဘယ်လောက်လဲဆိုလို့ရှိရင်အမ် 2500ဒေါ်လာဈေးကဘယ်လောက်လဲဆိုလို့ရှိရင်အနည်းဆုံး1300ကနေအမြင့်ဆုံး1600ကျားမှရှိခဲ့တာပေါ့နော်အဲ့တော့1000အဲ1300လောက်ပဲထားပါတော့အဲ့ဆိုဆရာတို့က4000အဲ့အဲ့တုန်းကဒီအနည်းဆုံးလို့ခါလာစား4800တက်မှတ်တယ်နော်ဟုတ်တယ်နော်အဲ့ဆို4800ကိုဆရာတို့ဒီအာ1000အဲဘာလဲ sorry calculator နဲ့ဆောင်းလိုက်မယ်နော်အာ4800ကိုဆရာတို့4800ကိုဒေါ်လာနဲ့ပေါ့နော်ဒေါ်လာအာ1400နဲ့တွက်လိုက်မယ်နော်1400နဲ့စားလိုက်မယ်ဆိုရင် 3.4ပေါ့နော်3.5ဒေါ်လာရတယ်ပေါ့နော်မြန်မာနိုင်ငံရဲ့အနေဆုံးလောက်ခလာတာပေါ့နော်အဲ့ဆို3.5ဒေါ်လာဆိုတော့ဒီနေ့ခက်ဒီနေ့ခက်နဲ့တွေ့မယ်တွေ့မယ်ဆိုရင်3.5ကိုဒီနေ့ခက်မှာဒေါ်လာ9000လောက်ရှိနေပြီလေနော်ဒီနေ့ခက်နဲ့တွေ့မယ်ဆိုလို့ရှိရင်သူကဘယ်လောက်ရနိုင်လဲဆိုရင်18500ရအာဒီဒီနေ့ခက်နှုံးနေဆိုရင်ပေါ့နော်အာ3.5ဒေါ်လာရအောင်ဒီဒီမိုကရေစီခက်မှာသူကလှုပ်ပေးခဲ့တာပေါ့နော်ဒါပေမဲ့ဒီနေ့ခက်တော့အာတရရဲ့လောက်ခလာတဲ့တောင်းကြော်တော့မရတော့ထင်တယ်နော်โอเคအာဒီတရရဲ့လောက်ခလာစား 8000လောက်ပဲရလာမယ်နော်အခုခက်ဆိုတော့နော်ဟွန်း8000ဖြစ်မလား9000ဖြစ်မလားဆက်လည်းမပြောတတ်တော့ဘူးနော်ထားပါတော့အဲအဲ့လိုမျိုးပေါ့နော်ဒီအတသိတသိ8000ဆိုလို့ချင်းတရက်ကိုဘယ်လောက်ရှိမလဲလာစားတလောက်3800ပါနော်